လူဘိုးတွေကိုတင်ကြွထားတဲ့နိုင်ငံလက်ကြောမတင်တဲ့လူတွေအလုပ်လုပ်နေတဲ့နိုင်ငံအရင်ရှင်းမရှိတဲ့လူတွေအုပ်ချုပ်နေတဲ့နိုင်ငံမြင်တွေ့သည်။ကြားသည်။တွေမြင်မတော်တိုင်းကြော်မိတော့လေအောင်မင်းပဲလွန်ရာချလိုက်မယ်ဘယ်လိုဘုံပြောတာမဲဘဝတွေကိုပြောပြနေရတော့အခုမြန်မာပြည်မှာဖြစ်နေတဲ့ဘဝတွေကိုပြောပြနေရတော့အဲမြန်မာပြည်ကြီးကလည်းကြည့်ရအောင်ဟေးအခုဒီမှာကွန်ပျူတာအမေရိကန်ဘရန်ဒီမှာ မဒီမှာ4ဟိုကမီအဲ့ဒီမှာရှိတယ်ဇွဲဘော်ပလက်တရီဟောမှာနာကြီးအဲ့မှာဆာရွက်တွေရှိတယ်ဟောဒီမှာအဝိသရှိတယ်ဟုတ်တယ်နော်အောက်ကတစ်တားလွယ်ရင်အဲ့တစ်တားပေါ်မှာအုပ်ထားတဲ့လိုက်ကာတွေပါတယ်ရလဲအကုန်နိုင်ငံခြားပြည့်ဟုတ်တယ်နော်ညမာကြီးမှာတစ်ပင်ပဲဖြစ်တယ်ဟေ့ညမာကြီးရဲ့တစ်ပင်ခုတ်လိုက်တော့ဟေ့တစ်ပင်မရှိတော့ဘူးတန်သာသာတွေတော့တောင်သဘာဝရေးပြီးလေးဆုတ်ရှုတ်သွားပြန်ပြီဒါညမာကြီးမှာမွယ်ပင်တိုင်းကြီးမွယ်ပါ မြန်မာပြည်ကရောင်းစားသူတခင်ဝဲစားသူကြွနေဟိပြောကြည့်ပါလေတော့အမှန်မဲနော်တို့အကုန်ရောင်းသွားခုနငရုပ်သေးတပိတ်တာပဲထောင်းနေရောင်းလိုက်ပြန်ဝဲစားတော့ငါးပေါင်းတော့ဖြစ်သွားကဲဝင်ငွေကနေနေထွက်ငွေကမြားမြားသားသမီးတွေကအမှန်မသိလူဘိုးတွေတင်းကျွေးထားတဲ့ဒီနိုင်ငံလူဘိုးတွေတင်းကျွေးထားတဲ့နိုင်ငံ အမှတ်မသိတဲ့နိုင်ငံသားလူငယ်တွေကိုပညာသင်ပေးနေရတဲ့နိုင်ငံလူဘိုးတွေကိုတင်ကြွထားတဲ့နိုင်ငံလက်ကြောမတင်တဲ့လူတွေအလုပ်လုပ်နေတဲ့နိုင်ငံအရင်ရှိမရှိတဲ့သူတွေအုပ်ချုပ်နေတဲ့နိုင်ငံဖြေတွေ့ပြီလားနိုင်ငံတော်ကြီးတိုးတက်ဖို့ဟမ် ။တရားမင်းလာရင်တရားမင်းတော်ပြီကွာမင်းကမင်းတနိုင်ငံလုံးပြေးလေငါပြန်မဟာ။ဒါသိက္ခာကြားတယ်တရားမင်းအုပ်ချုပ်ရမှာမဟုတ်ဘူးမာမီယာ။ဟုတ်တယ်နော်။ရှားရှားသားတဲ့သူတို့။အခုရဲ့မြန်မာတီတောက်ယူအောင်။ဘယ်သူစလို့အောင်မလဲ။ထွေးတာရေဟုတ်တော့အခုဆရာတော်မိတ်တော်ဆိုတရားမင်းတော်မယ်ထွက်ပြတော့တယ်။အမှန်မှန်ကျွန်တော်တို့နိုင်ငံဘာလဲဆိုတော့လူမျိုးရတစ်မျိုးဘာသာကြီးရတစ်မျိုးနော်။ ိုအချင်းချင်းတွေကိုမတဲ့ကြအောင်နော်တော်တော်လေးကိုအချင်းချင်းတွေကိုပဲလုံးလိုက်ချတယ်ရိုက်ပြီးရှုပ်ရံနော်ဆက်ကြောခဏိကလားတွေဟာကလားလို့လုတ်တရုတ်လို့စုကလားဘလို့နေနေအောက်ခြေသိကိုလုတ်တယ်လုတ်လဲလုတ်တယ်နော်ကလားတွေစုလဲစုတယ်နော်မဆုံးဘူးအိန္ဒိယကလားမင်းဟင်းဟင်းတစ်ခွက်ပဲဟလာငရုတ်တီတောင်းလေးတဲ့မင်းစုပေါင်းချက်တာဟင်းတစ်ခွက်ပဲဟင်းနေလဲပြောတစ်ခွက်ကွာငရုတ်တီတောင်းလေးပါတာမြန်မာဟင်းပဲတစ်ခွက်တာ ကိုလေးသုံးလေးခွတ်ဒါတော့အကြိုက်မတူလို့ဆိုပြောကြဒီအိမ်မမွဲမဲ့သူမွဲမှာဟုတ်လားပြီးရင်အဲ့ဒါသမင်းကောင်အောင်မသားဘူးဟင်းကောင်အောင်မသားဘူးဘုံဘောလို့ဩဖြစ်တယ်လို့သာဖြစ်တယ်လို့နီးပတ်တန်လေးပြန်ရအောင်အုံတိုင်းနဲ့အသကုံသားတသိလို့သာမရှိတော့တွေးလို့နေရတာပေါ့နော်မှန်မဲ့ဖျားအေးအဲ့ဒီဟာတွေကိုမပြောင်းလဲသေးရွဤတုနေတိကိုမတက်တဲ့ရွတော့ဒီနိုင်ငံအမှန်ဖြစ်ဖြစ်တယ်ဓမ္မနောက်ပိတ်ခွေးကြီးသူများစောင့်နေမြခံရတာဟုတ်ပါဓမ္မတွေနေတယ်ပြည့်နော်ချက်ကုတ်တဲ့ဓမ္မကြီးမရှိဘူးလား အောက်ကအယိုးမရှိဘူးလားရေအဲ့ဒီအယိုးတင်တန်းနဲ့လို့တာဖြစ်တဲ့ကြီးပွေလေးတွေတန်ပွေလေးတွေပတ်မထားဘူးလားအယိုးချောင်းတော့ပါစားအယိုးဆောင်တော့အဲ့ဒါမှနောက်ပိတ်ခွေတွန့်ရှုံမနောက်ပိတ်ခွေဆိုသူတို့များစောင့်နေမြကန်နေမြခံရတာဟုတ်ဘူးလားအေးအဲ့ဒါမင်းတို့သတိထားဖို့လိုလားမလိုဘူးလားစင်းရဲတယ်စီးပွားရေးရလဲစင်းရဲတယ်ဘာလို့လဲအဝင်နဲ့အထွက်နဲ့မညာအသုံးနဲ့အဖျုံးနဲ့နားမလဲဘူး ငွေမရှာတယ်ဘူးဖြုံးတာကြတော့တတ်တေးလာရောဟုတ်လားအဖြုံးနေတော့မကွဲပြားဘူးအဲ့လိုဖြစ်နေတဲ့နိုင်ငံကငွဲမှာပေါ့ကွာအဲ့လိုဖြစ်နေတဲ့အိမ်ငွဲတာပေါ့ကွာမဲအခုမြို့မှာနေတယ်ဆိုရန်ကုန်မှာနေတယ်ဆိုရင်တရလ10သိန်းလောက်ဝင်ဝင်ရှိတာတော့မလောက်ဘူးဟုတ်တယ်နော်5သိန်းလောက်ဆိုတော့နေရယူလေးပဲ3သိန်းလောက်ဝင်ဝင်နေတော့မဲဘာမှတမ်းမှာမဟုတ်တော့ငွေရမဲ့ ကုန်တာကုန်တာတော့ရှာဖို့ကြတော်တော်ခက်ပြန်ရောဒီတိုင်းကြီးရဲ့စီးပွားရေးမကောင်းဘူးလေလုပ်ငန်းတွေမကောင်းဘူးလေအဲ့တော့သားတော်သူကြီးတို့အဲ့ဒီခေတ်ထဲကိုရောက်နေတာသူတို့တာမန်လို့နေလို့ရပါမလားမရပါဘူးခြေတော်လူတွေကတော့မင်းတအိမ်ထဲမှာအဖေထွက်လို့တယ်ဆိုကျန်တဲ့လူတွေကဒူးနေနေကြရလေးရောက်တော့ပါလေအခုကတအိမ်လုံးထွက်လို့ရတော့မင်းသားဖို့နတ်မအောင်နေရုံကန်ပညာရေးရဲ့ဈေးတကလေးနဲ့ကြည့်။ဦးအစားအနေတိုင်းဆိုတော့တယ်လီဖုန်းအိမ်တိုင်းရှိတယ်ကွာ။ဆိုတော့တအေးဆိုတယ်လီဖုန်းကလူ9ယောက်ရှိရင်တယ်လီဖုန်းက9လုံးရှိလို့ရင် အနည်းဆုံး၅လုံးရှိတယ်။အဲ့ဖုံးပေအတွက်တင်းနဲ့နဲ့သုံးနေဆိုဖုံးပေအတွက်ယောက်ကိုတထောင်မဲ့အတွက်တထောင်မဲ့အတွက်တထောင်မကဘူးနော်လာဦးတထောင်မဲ့အတွက်၅ယောက်ဆို၅တောင်းဟောမင်းတို့အချောင်ကုန်းနေတဲ့အဘိုးကုန်းကြီးလည်းအများကြီးဟင်အဲ့ဒါတို့တော့ဘုန်းတို့လွယ်လွယ်ရှားမရတော့မလုပ်ကြခိုးကြပေါ့ကွာလူကြပေါ့မရဘူးလားဟဲ့ဇာတိတာကောင်းနေတယ်ဒီမှာပဲဗျာစင်းရဲပြီဆိုရင်ဇာတိတာပါဟောဟုတ်တယ်အဲ့ဒါပဲဘုမဆောင်မှာ ကိုမတောင်းမလီလာစောင့်နေတဲ့ဟုတ်တယ်အဲ့ဒါကြောင့်ဘို့လို့မစင်ရဲဘို့လို့လေမစင်ရဲဘို့ဆိုအတော့ဖြုံမကြည့်ရဘူး Twitter စူးစောင်းတစ်ထေးလောင်းပဲကွာတန်တုတ်ကြည့်ပရမန်တနေ Twitter စူးစောင်းရောင်ရဲတဲ့တဲ့သူချမ်းသာတာပဲလို့ဘုရားရှိခိုးဓမ္မပဒမှာဟောတာအတော့ဖြုံကြည့်တာကြွားတဲ့ဝါတဲ့တပီလေအတော့ဖြုံတာဘာလို့ပါဘလောက်တန်ကြီးစားတာမင်းကလည်းပြီးချီးဖြစ်သွားတာဟုတ်ပါလားဘလောက်တန်ကြီးဝဲဝဲကွာမင်းပြီးအဲ့အကြီးတန်ဖိုးကြီးတာကြီးဝဲရင်ဘိုးဘွားတော့လွတ်လပ်မနေဘူး ပုံမှန်လေးလေးဆိုတော့တန်းဆွန့်ပေးပါဖြူတန်ဖိုးတိတ်ကြီးရဲ့အဲဒီဆိုမဲ့ဒါကြီးကိုဆောင်ကြွားတဲ့တာဝန်ကြီးရဲ့အဲကြောင့်တန်ဖိုးကြီးတဲ့လည်းမြတ်ကိုမှဝန်ဆောင်ဖို့များပါတယ်ကို့အဖို့ပါလေးနေကြစမ်းပါဇူကာဘက်ကဒါကြောင့်သူ့ရဲ့အင်ဂျီကိုအိရှက်ပဲတမျိုးပဲဝတ်တယ်နော်ကာကီယောင်ပေါင်းမီနဲ့ခဲအောင်ဆန်တဲ့အင်ဂျီဒါလေးပဲဝတ်တယ်တော်တော့အခမ်းအနားကြီးတွေကလွဲရင်ပုတ်တွေပါရတော့ဝတ်ဖို့အယောင်တယောင်ပဲဝတ်တယ်ဘာဖြစ်လို့ဆိုအယောင်ရွေးဖို့ချိန်ပြရလို့ကဲဒီလောက်ပတ်စံရှာတဲ့သူတွေကွာ မင်းတို့တော့နှကန်းလေးစိုးလိုက်လက်သေးလေးဆိုပြီးကောမပြီးဘူးအိမ်ထဲထွက်မလာတော့နော်အလုတ်ရတော့လက်ကြောမသိဘူးဖက်သားလေးလည်းဖီးလို့လိမ့်လို့မပြီးဘူးဟုတ်လားအဲ့ဒါတွေပြောင်းလဲဖို့လိုလားမလိုဘူးလားမလိုပါဘူးနောက်ဆုံးတစ်ခုကတော့ပါတီစိတ်လွန်ခဲ့တာရေပါတီဝါရလွန်ခဲ့တာရေနော်နော်ပါတီဆိုတာအစုဝေးကွာအဲ့တော့ပါတီသိတဲ့နိုင်ငံစိတ်ကိုပုံပြီးရှိရှိပါဘာစိတ်ကိုပိုရှိရှိအောင်လဲ ဟုတ်နော်အဲ့ဒီဟာတွေကိုလွန်ကဲသွားပြီဆိုရင်ဒါတိုင်းပြည်ကနိုင်ငံသားကောင်းတွေရဲ့အီရှင်နဲ့ဆန့်ကျင်သွားတာဖြစ်တဲ့အတွက်အဲ့ဒီလူမျိုးတွေများနေတဲ့တိုင်းပြည်ဟာအခုလိုတိုင်းပြည်ဖြစ်သွားတာလက်တွေ့ကြလားမကြဘူးလားတို့ကမင်းတို့ရောမင်းတို့ရောမင်းတို့ရောလူတွေတော်တော်များများဒီအီရှင်တွေမကောင်းတဲ့ညင်ဆိုးတွေဝေးမနေဘူးလားပြောလိုက်ရောတပည့်တော်ပြောတဲ့အတိုင်းပဲလို့ဒီလိုထင်လိုက်ပြီဒီဟာတွေမင်းတို့အကုန်လုံးရှိတယ်ဒါကြောင့်တို့နိုင်ငံကဝယ်နေတာ မငြိမ်းချမ်းနေတာဘယံမှာတာဖြစ်နေတယ်အဲ့ဒီဟာတွေကိုမလို့စန့်ကျင်ဘက်အရေးချင်းတွေကိုနေကျင်လိုက်မယ်ဆိုရင်တော့သူနိုင်ငံကြီးကပြန်လဲပြီးတော့ဖူးမော့လာအောင်ပဲပြန်လဲပြီးတော့ဖုံးတောက်လာအောင်ပဲပြောင်မြောက်လာအောင်ပဲအဲ့ဒါလိုမျိုးနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်ဦးဆောင်ဖို့ဖွင့်လှစ်ရတာမင်းတို့ဝမ်းသာစရာကောင်းတယ်ဘုံစရာမကောင်းဘူးလားဒီတိုင်းမှာမင်းတို့ရဲ့စူးစမ်းအားထုတ်မှုကအစာပေါင်းများစွာတန်ဖိုးတင်ဖို့လိုတယ်။အဲတော့စူးစမ်းဒီလွဲမှာနေလဲစူးစမ်းဒီဘက်မှာလည်းနေလဲစူးစမ်းအခုဒီနေရာမှာစူးစမ်း ဲ့ဒီစိတ်နဲ့ကြိုးစားနေဆိုရင်မင်းတို့ဟာမင်းရအနေနဲ့နိုင်ငံသားကောင်းတယောက်ရဲ့အချင်းပြည့်နေပါဘူးဟုတ်လားကြီးကြာရဆိုတော့ဒီချင်းတော့ပါအားလုံးမင်္ဂလာပါမင်္ဂလာပါဗျာမင်္ဂလာပါသားတို့သမီးတို့